နာမာသူမြောင်စိတ်ကဲနှခုကိုဟောင်ကောင်ကုမ္ပဏီကအမေရိကန်ကိုရောင်းချမည်။ဟောင်ကောင်အခြေဆိုင်ကုမ္ပဏီတစ်ခုဟာပနာမာသူမြောင်ရှင်အထူးခစိတ်ကဲနှခုရဲ့အစုရှယ်ယာတွေကိုအမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ BlackRock ဦးဆောင်တဲ့အဖွဲ့ထံရောင်းချဖို့သဘောတူညီလိုက်ပါတယ်။ပနာမာသူမြောင်ဟာတရုတ်ရဲ့ထိန်းချုပ်မှုအောက်ရောက်ရှိနေပြီး အမေရိကန်ဟာသူများကိုထိန်းချုပ်သင့်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဟောင်ကောင်အခြေဆိုင် CK ဟတ်ခြေဆိုင်ကုမ္ပဏီဟာဒေါ်လာ2နှစ်တသမ8ဘီလီယံသန်သဘောတူညီချက်ရဲ့တစိုက်တစ်ပိုင်းအဖြစ်သူ့ရဲ့အကျိုးစီးပွားတွေကိုရောင်းချမယ်လို့ပြောပါတယ်။ဟောင်ကောင်ဘီလီယံနာလီကာရှင်းတည်ထောင်ထားတဲ့အဲ့ဒီကုမ္ပဏီဟာတရုတ်အစိုးရပိုင်းမဟုတ်ပါဘူး။ဒါပေမဲ့လည်းတရုတ်ဗန်ဒန်ရေးစီမင်းဥပဒေများအောက်မှာလဲပတ်နေရတာဖြစ်ပြီး1998ခုနှစ်ကတည်းကစိတ်ကမ်းများကိုလဲပတ်နေခဲ့ပါတယ်။ ပနမသူမြောင်းရှင်စိတ်ကန်းတစ်ခုရောင်းချမှုဟာပနမအစိုးရရဲ့ခွင့်ပြုချက်လိုအပ်မှဖြစ်ပါတယ်။၅၀တမန်ရှေ့လျားတဲ့ပနမသူမြောင်းဟာအက်တလန်တိုင်းနဲ့ပစိဖိတ်တမုတ်တရားအကြားအထက်ဆက်သွယ်ရာရေလန်းကြောင်းလည်းဖြစ်ပါတယ်။မော်တော်ယဉ်တဘာဝတန်ခွေအခြားကုန်ပစ္စည်းနဲ့စည်ရင်းရင်တွေတည်ဆောင်တဲ့ကွန်တိုင်နာသင်းမိုးတွေအပါအဝင်20နှစ်တိုင်းတင်ပေါ်14000ဖြတ်တန်းသွားရာရေလန်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ သူများကိုတယောက်ရဲ့ထိန်းချုပ်မှုနဲ့လွှမ်းမိုးတာတွေကိုချက်ချင်းပြုပြင်ပြောင်းလဲဖို့ဖေဖော်ဝါရီလအတွင်းကပနမကိုသွားရောက်ခဲ့တဲ့အမေရိကန်နိုင်ငံသားရဝန်ကြီးမာကိုရူပီယိုကတောင်းဆိုခဲ့ပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။